။ဘန်ယူအတင်းတမ်းမစင်းသွားတာကံအရန်ကောင်းတယ်လို့ဝန်ခံလာတဲ့အဲရီဆန်ပရိသတ်များရှေ့မန်ချက်စတာရဲ့အတင်းရဲ့ဂွန်းလယ်လူခရစ်စတန်ဆန်အဲရီဆန်ကဒီရသည်မှာသူတို့အတင်းကတန်းစင်းစုံကနေကံကောင်းစွာလွန်မြောက်ခဲ့တာဖြစ်တယ်လို့ဝန်ခံပြောကြားလာပါတယ်။ပရီးမီယာလိဆူဖလာကို73ချိန်ရယူထားနိုင်ခဲ့တဲ့မန်ယူအတင်းက ဒီရာသီမှာရမှတ်42မှတ်သာရခဲ့ပြီးတော့အဆင့်15နေရာနဲ့ရာသီသိမ်းခဲ့တာဖြစ်ပါတယ်ဒီအဆင့်ရတီမှုနဲ့ရမှတ်တို့ကမယူအသင်းအတွက်တော့ရှက်စီယာအလွန်ကောင်းပြီးတော့ကလပ်အသင်းသမိုင်းတစ်လျှောက်ပရီးမီယာလိပြိုင်ပွဲသမိုင်းမှာအနိုင်ဆုံးစံချိန်တင်ခဲ့ရလဲဖြစ်ပါတယ်မယူအသင်းကပေးခဲ့တဲ့နှစ်နိုဝင်ဘာလမှာနေပြအရစ်တန်ဟက်ရဲ့နေရာကိုနေပြရူဘင်အမ်မိုရီနဲ့အစားထိုးခဲ့ပေမဲ့ အခြေအနေတွေရပိုကောင်းမလာခဲ့ပဲဆိုးရွားတဲ့ရာသီကိုကြုံတွေ့ခဲ့ရပါတယ်။ဒီရာသီရဲ့တစ်ခုတည်းသောကောင်းကွက်အဖြစ် Europa League Final အထိတော့ရောင်းရှိခဲ့တယ်ဆိုပေမဲ့ Bilbao မှာ Spain ကိုရှုံးနိမ့်ခဲ့တာကြောင့်ဖလားလက်မဲ့ရာသီအဖြစ်အဆုံးသတ်ခဲ့ရပါတယ်။အဲဒီအတွက် Man United ကနောက်ရာသီကျရင် ဥရောပပွဲစဉ်တွေကိုလုံးဝကစားခွင့်ရရှိတော်တော့မှာမဟုတ်ပါဘူးမန်ယူအသင်းကရာသီပိတ်နောက်ဆုံးပွဲစဉ်ကို အင်ဂွင်း Ultra Four မှာ Aston Villa အသင်းနဲ့ကစားခဲ့ပြီးတော့နှစ်ဂိုးကိုမရှိတဲ့အနိုင်ရရှိခဲ့ပါတယ်အဲ့ဒီပွဲစဉ်မှာ Erisen က penalty ရနေတဲ့ဆင့်တွင်းဂိုးတကူရယူပြီးတော့မန်ယူအသင်းအတွက်သူ့ရဲ့နောက်ဆုံးပွဲစဉ်ကိုလှပစွာနှုတ်ဆက်နိုင်ခဲ့ပါတယ်ဒါပေမဲ့ Erisen ကမန်ယူအသင်းဟာတန်းစင်းစုံနဲ့ကိုမချရောက်ခဲ့တာကံအရန်ကောင်းခဲ့တယ်ဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ် ျွန်တော်တို့ဒီအစ်စ်မှရှိနေတာကံကောင်းပါတယ်ဒီလိုရာသီမျိုးနဲ့တန်မစင်းသွားခဲ့တာကံကောင်းပါတယ်ဒီရာသီမှာပရိသတ်တီဒေါသထွက်ပြီးတော့ဘယံပတာဖြစ်သွားနိုင်တဲ့ပွဲတွေအများကြီးရှိခဲ့ပါတယ်ကျွန်တော်တို့ကစားသမားတွေအပေါ်စိတ်ပြတ်သွားနိုင်တဲ့အခိုက်အတန့်တွေလည်းရှိခဲ့ပါတယ်ဒါပေမဲ့ပရိသတ်တီကကျွန်တော်တို့ကိုအံ့ဩစရာကောင်းလောက်အောင်တကယ်ပဲအားပေးခဲ့ကြပါတယ်အိမ်ခွေးမှာကစားခဲ့တဲ့ပွဲတွေမှာအသိဉာဏ်ခြေစွမ်းမပြနိုင်ခဲ့ပေမဲ့ပရိသတ်တီကအပြေးဝအားပေးခဲ့ကြပါတယ် အထူးသဖြင့်အဝေးကွင်းပွဲတွေမှာဆိုရင်အဆိုးဆုံးအချိန်တွေမှာပရိသတ်တရားပိုလို့တောင်တက်ကြွစွာနဲ့အားပေးခဲ့ကြပါတယ်။ဘာပဲဖြစ်ဖြစ်ကစားသမားတွေနဲ့အသင်းကိုတကယ်အားပေးတဲ့ပရိသတ်တွေရှိနေတာကအသင်းအတွက်ဝမ်းသာစရာပါပဲဆိုပြီးတော့အယ်ရီစင်ကပြောဆိုခဲ့ပါတယ်။မန်ယူသင်းကနီပြအမ်မိုရင်ရဲ့လက်အောက်မှာဒီယာဒီလိပွဲစဉ်9ပွဲသာနိုင်ရရှိခဲ့ပါတယ်။အမ်မိုရင်စတင်တာဝန်ယူခဲ့တဲ့ပထမဆုံးရဲ့တပ်ပတ်ကလေးကနေယူနိုက်တက်ထက်9ပွဲက ပိုနေတဲ့အသင်းက၄သင်းပဲရှိခဲ့ပါတယ်။အဲ့ဒီအသင်းတွေကတော့ Spa 6ပွဲ၊ Leicester City 4ပွဲ၊ Ipswich Town 3ပွဲနဲ့ Southampton 2ပွဲတို့ပဲဖြစ်ကြပါတယ်။ဒါပေမဲ့ Ericsson ကတော့ Emery က Man United ကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်ခေါ်ဆောင်သွားမဲ့ တင့်တော်တဲ့နေပြတူဖြစ်တယ်ဆိုတာတန်တရားဖြစ်စရာမရှိဘူးလို့ဆိုခဲ့ပါတယ်။လာမယ့်ရာသီမှာတော့ပိုကောင်းလာဖို့လိုပါတယ်။ပိုကောင်းလာလိမ့်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်။အခုကတည်းကဒုတက်မှုတွေလည်းမြင်နေရပါတယ်။ရလဒ်တီကတော့တရားရဂိုင်နှုံးနေတဲ့ဒုတက်မှုရှိတယ်ဆိုတာကိုပြသနေခြင်းမရှိပါဘူး။တဟဲလအောက်ကနေပြောင်းလဲလာတဲ့လက်ရှိကစားဟန်နဲ့လည်းရောညီထွေဖြစ်ဖို့အချိန်ယူရပါလိမ့်မယ်။မန်ယူသင်းပါရှိနေတဲ့ကစားမတအူးချင်းစီရဲ့အရေးသွေးတွေကအရန်ကောင်းပါတယ်။ဒီအသင်းကဇယားရဲ့ဒီလိုနေရာမှာဘယ်တော့မှမရှိသင့်ပါဘူး။ ဒါကိုပြောင်းလဲပြရမှာကကစားသမားတွေရဲ့တာဝန်ပါပဲဒါပေမဲ့လာမယ့်ရာသီမှာ အသင်းကအများကြီးကွဲပြားခြားနားလာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဆိုပြီးတော့အရီဆန်ကယုံကြည်မှုပြည့်နဲ့ပြောဆိုသွားခဲ့ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာ ပြန်လည်ဆုံတွေ့ကြပါစို့ရှင်